Housing and Building 2016ပြပွဲမှာအင်အားအဆောက်အုံနဲ့အိမ်တွင်းအလှဆင်ပစ္စည်း၊ electronic ပစ္စည်းနဲ့ခေတ်မီပြိဘောဂပစ္စည်းတွေ၊စောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့လူသုံးကုန်ပစ္စည်းတွေပြတ်တနေတာဖြစ်ပါတယ်။ပြပွဲမှာအင်ချွန်မြေစည်းကွက်အကြောင်းအရာတွေ၊မြင်းငလင်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်မှုခြေနေတွေနဲ့ဘေးကင်းလုံခြုံတဲ့စောက်လုပ်မှုအလေးချင်တွေစတဲ့အကြောင်းအရာတွေကိုဟောပြောဝဲတွေပြုလုပ်သွားမှာလို့ဆိုပါတယ်။ကုမ္ပဏီ60ရဲ့ပြောက်ရမ်းမောင်း100ကျော်လာရောက်ပြတ်တာမှာဖြစ်ပြီး ပြဝဲပြုတ်လို့ရတဲ့ရည်ရွယ်ချက်ကိုလည်းကိုနိုင်ဝင်းအောင်ကအခုလိုရှင်းပြပါဗျာ အင်ယာနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုဒီဖြည့်ဆည်းဖို့အတွက်ရဲ့နောက်ပြီးတော့ဒီအင်ယာရဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုဒီနေရာထဲမှာပေါ့စုံစုံလေးလေးနဲ့ဟာလေ့လာပြီးတော့ကြည့်ရှုလို့ရအောင်လို့အဲ့လိုစီစဉ်ရမ်းပါခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာဒီအင်ယာနဲ့ပတ်သက်ပြီးတော့အာဒီမှာအသေးစိတ်ပြီးတော့အသေးစိတ်ပေါ့နော်လေ့လာလို့ရတယ်နောက်အင်ယာနဲ့ပတ်သက်တာတွေနောက်ဆောက်လုပ်ရေးပတ်သက်တဲ့လိုအပ်ချက်တွေအကုန်လုံးကိုဒီမှာဒီနေရာထဲမှာရရှိမှာပေါ့နော်အဲ့ဒီရဲ့နဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေရရှိမှာပါအင်ချမ်းမြေဈေးကွက်တွေကျဆင်းနေချိန်မှာ အခုလိုအင်ယာနဲ့အဆောက်အုံဆိုင်ရာပြပွဲတွေပြုလုပ်တာဟာအင်ချန်မြေလောကကြီးပြန်လည်ရှင်သန်လာမှာဖြစ်တယ်လို့ပြည်သူတွေအတွက်အင်ယာဇင်းနှုံမိုင်းတွေနဲ့အရေးသွေးပိုင်းတွေစတဲ့ရွေးချယ်ခွင့်တွေရှိလို့ပိုကောင်းလာမယ်လို့ဥမျိုးမြင့်ကပြောပါတယ်ကျွန်တော်တို့ပြသနေတာတွေဒီပြောရမယ်ဆိုနိုင်ငံတကာနဲ့ရှင်တော့ဒါနည်းနည်းပါးပါးလိုအပ်ချက်တွေဟိုရှိအောင်ပါဒီလိုခဏခဏ ပြသပေးခြင်းအပြင်အလေးချင်းတွေရပြီးတော့ကျွန်တော်တို့ပူမူကောင်းမွန်တဲ့ပြကန်းအရေးသွေးတွေဟိုပူမူကောင်းမွန်တဲ့ထုတ်ကုန်တွေဟိုဟိုဟိုထွက်ပေါ်လာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ပြပွဲမှာအင်ယာနဲ့ဆော့လိုရေးပစ္စည်းတွေတနေရာတဲ့တစ်ချိန်နဲ့အစုံရနိုင်မှာဖြစ်တဲ့အပြင်ရောင်းသူဝယ်သူတွေဓာတ်ရိုက်ချိပြုတ်ခွင့်ရရှိပြီးတော့ဈေးနှုန်းတွေလည်းဆွေးနွေးလို့ရတယ်လို့ဆိုင်းခွန်နောင်ကပြောပါတယ်။ ဒီမှာတော့အင်ချာမီတစ်ခုတည်းမဟုတ်ဘဲနဲ့ဟိုကားတွေပါတယ်ဆောက်လို့ရပစ္စည်းတွေပါတယ်အင်ဒီးရီးယားပစ္စည်းတွေပါတဲ့ခါကျတော့ဒီတနေရာတည်းလာပြီးတော့တစ်ခါတည်းအကုန်လုံးကြည့်လို့ရတဲ့အနေအထားဆိုတော့အများပြည်သူတွေအချိုးရှိနေမယ်လို့ယူဆပါတယ်ဒီရောင်းတဲ့ developer တွေနဲ့ဟိုဝယ်ယူတဲ့ပြည်သူလူထုတွေဒီမှာ direct ထိတွေ့ပြီးတော့သူတို့သိချင်တာလည်းပို့ရင်းတာမြင်လို့ရတယ်ဈေးလည်းဒီမှာတစ်ခါတည်းသူတို့ယုံကြည်နေသူတို့ဆွေးနွေးလို့ရတာပေါ့နော်